ကဲဒီနေ့ကတော့ဟင်းနစ်ကောင်းကောင်းလေးနဲ့အမဲသားစီပံရင်းလေးချက်ပြမယ်ပေါ့နော်အရင်ဆုံးမဲသားလေးတွေကိုလိုးလိုးလီးဖြတ်ပြီးရေဆင်အောင်ဆေးစားနွနစ်မုတ်အနှဲငယ်နဲ့နေပြီးတော့ခလားလောက်နှက်ထားလိုက်ပါမယ်ဟင်းချက်ဖို့အတွက်တော့ဒဲဥဒဲကိုစီထည့်ပါမယ်စီပူလာပြီးဆိုမေကြီးဟင်းချက်မုတ်လေးထည့်ပြီးမီးလေးနဲ့စီတက်လိုက်မယ်ပေါ့နော်ကျွန်တော်ကတော့ဟင်းနဲ့များများလေးစားချင်တာမို့လို့နှစ်ထုပ်ဖောက်ထည့်လိုက်ပါတယ် ဒီအမေကြီးဟင်းချက်မုတ်ကပေါ့နော်ကြက်သွုံဖြူနီနနွင်းမုတ်ရောင်တဲ့မုတ်တခါလဲပါပြီးသားမုတ်တခြားဘာမှထက်တဲ့စရာမလိုတော့ပဲဒီအမုတ်တို့တစ်မျိုးနဲ့ရှိုံနဲ့အသားဟင်းတွေကအသီးရောဟင်းတွေပါလွယ်ကူလင်လန်စွာနဲ့ချက်ပြုတ်လို့ရပါတယ်ပုံမှန်ဆိုအခုလိုအသားနှူးအောင်ချက်ရတဲ့အမဲသားဟင်းတွေကတခြားဟင်းတွေထက်အချိန်ပိုပြီးပေးရတယ်ပေါ့နော်ဒီကြားထဲကြက်သွုံဖြူနီနွားရထောင်းရနဲ့ဆိုပိုအချိန်ကြာလိမ့်ရှိတယ်ပေါ့နော်ဒါပေမဲ့အခုလိုအမေကြီးဟင်းချက်အမုတ်ကိုသုံးပြီးချက်လိုက်တော့အချိန်ပေးရတာတဝက်လောက်တက်တာသွားတယ်အလုံးလဲမရှုပ်တော့ဘူးပေါ့ဗျာ အခုလိုမဲသားလေးတွေရေဒီယိုခန်းသွားပြီဆိုရင်တော့ကျွန်တော်ကနောက်တရေထက်ထည့်လိုက်ပါမယ်အသားလေးတွေပို့ပြီးနူးဤတော့အောင်ပေါ့နော်ဒီနေရာမှာရေထဲတာတဲ့ရေနှွေးထဲတာပို့ကောင်းပါတယ်ဒီမေကြီးဟင်းချက်မုတ်ကလေဟင်းအိုးချက်နေရင်းနဲ့ကိုအနံလေးမှုေးပြီးတော့စားကျင်သူပေါက်နေပြီပေါ့နော်သူ့ရဲ့အနံ့ရတာကဘာမှထက်ထည့်စရာမလိုပဲအပေါ့ငံွက်တီပဲကျွန်တော်တို့အညာသားတွေရဲ့ပါဇက်နဲ့တော့အကပ်ပဲဗျာ ဒီအမေကြီးဟင်းချက်မုတ်ကလေဟင်းချက်ဖို့အတွက်အချိန်သိမ့်မပေးနိုင်တဲ့အင်ရှင်မတွေအလုတ်ချိန်ရုံးချိန်နဲ့အချိန်လူပြီးချိန်ရပြုံရေးစီစဉ်ရတဲ့သူတွေအတွက်တော့အရန်ကိုအဆင်ပြေစေပါပဲ။ကဲအခုဆိုရင်တော့ဟင်းနဲ့ကောင်းကောင်းလေးနဲ့အရန်ကိုရတာရှိတဲ့အမေသားစီပြန်ဟင်းလေးတစ်ခွက်ရပါပြီဗျာ။